အတားစီနေတဲ့ခါကျတော့လေဟိုဟိုကိုယ့်ရဲ့ဖိစီးမှုတွေကတော့အများရှိခဲ့ရပါတော့နော်သူတို့ကိုယ်တိုင်လည်းအများကြီးစကောက်မောင်းများစွာလည်းဖန်တီးမှုတယ်တိုးဆောင်မှုတယ်ပြီးတော့အများကြီးလည်းဟိုကြော်ဖြတ်ခဲ့ကြပြီပေါ့နော်ပြီးတော့ကျွန်တော်ထက်ဟိုပညာရရော တိုက်ခါရရောအရန်ကြီးမားတဲ့ senior writer ကြီးနေလည်းသူတို့စုံစည်းခဲ့မှုတယ်ပေါ့နော်အဲ့တော့သူတို့မှအတွေ့အကြုံတွေအများကြီးပဲပေါ့ကျွန်တော်ကိုယ်တိုင်ကဒီကားရဲ့တဲ့အချိန်မှာခံယူထားတာငါ writer ငါတခုံးမဲ့နှထောင်းရမယ်ဆိုရယ်စိတ်မျိုးမရှိပဲနဲ့ ငါလည်းဘာရမလဲငါလည်းဘာပညာလေးပြန်ရမလဲဆိုပြီးတော့အဲ့လိုသူတို့စီကတော့ပြန် sharing လုပ်ချင်တဲ့စိတ်တွေကကျွန်တော်ထည့်ထားရယ်ပေါ့နော်အဲ့တော့ဒီရကူရေးမှာလည်းကျွန်တော်အများကြီးဟိုအဆင်ပြေအောင်စူးစမ်းနိုင်ခဲ့ပါတယ်အရင်ထူးခြားတာသူတို့ကကျွန်တော်စီကို complaint တစ်ခုမှမရှိဘဲနဲ့သူတို့ကကျွန်တော်စီကနေပြီးပြန်ယူတာလို့ကြားပါတယ်အဲ့တော့ဟိုသူတို့စုံမှုတဲ့သူတို့လုံနေကြပုံစံမဟုတ်ဘဲနဲ့အဲ့လို item အသစ်မျိုးတွေ presentation အသစ်မျိုးတွေသူတို့သူတို့ကိုယ်တိုင်ရင်ခုန်နေပေါ့နော်ကျွန်တော်ဘာခိုင်းမလဲကျွန်တော်ဘာလုပ်မလဲဆိုတော့ရင်ခုန်ပြီးတော့ဟိုဒါအပြန်လှန် န်ယုံကြည်မှုတွေရော လေးစားမှုတွေရောထပ်တူထက်မြတ်ထားပြီးတော့ကျွန်တော်တို့တစ်ဖွဲ့သားလုံးအအပြည့်ဝကြိုးစားထားတဲ့စကားကောင်းတစ်ခါဖြစ်ပါလိမ့်မယ်ဟုတ်ဒီမတမီယာ project ကိုစပြီးစီစဉ်တဲ့ချိန်မှာကျွန်တော်ရဲ့အနေထားနဲ့ဒီ မင်းသားကြီးမင်းသမီးကြီးကိုရိုက်တဲ့ဟာမှာမတမယာဖြစ်တယ်ကားနဲ့မင်းနဲ့လိုက်တယ်ဆိုတဲ့ဟာတစ်ခုစုအဲ့လိုအဲပြောဆိုရခံရရဆိုတဲ့ဟာတစ်ခုမှာဒီကျွန်တော်အတွက်မတမယာဖြစ်လားဟိုထိုက်တဏ္ဍဖြစ်လားဆိုတာတော့ကျွန်တော်ကိုယ်တိုင်သတ်မှတ်ထားတဲ့စာရုပ်ရှင်ပြဿနာကသတ်မှတ်ပေးရပိုကောင်းပါလိမ့်မယ်မတမယာဖြစ်နေလားထိုက်တဏ္ဍဖြစ်နေလားဆိုတာလေးဟိုအားလုံးသတ်မှတ်ပေးကြပါအောင်လို့ဟုတ်ကျွန်တော်ဒီပြီးခဲ့တဲ့ရပိုင်းကဒါမတမယာဆိုရွေးရွှေစကားကြီးကိုပြင်ဦးလင်းမှာရိုက်ကူးပစီခဲ့ပါတယ်အဲ့တော့ ဒီကားမှာတော့ကျွန်တော်ရဲ့ဒါငယ်ဘွားလေးကသဘောချခဲ့ရတဲ့တယောက်ဆောင်ကြီးရင်းနဲ့အတူရိုက်ကူးခွင့်ရခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။အဲ့တော့ဒီကားမှာဟိုကျွန်တော်ဒီမီဒီယာလော့ချ်လုပ်တဲ့ပွဲနေ့တုန်းကတော့ကျွန်တော်အများကြီးမပြောခဲ့ဘူးပေါ့။ဘာလို့ဆိုတော့ဟိုပျော်ရွှင်မှုရှိနေတဲ့အချိန်ဖြစ်ပြီးတော့အမရိုက်ကြည့်ရသေးဘူးပေါ့နော်။ အခုဒါကျွန်တော်ရိုက်ရိုက်ကြည့်ပြီးသွားပြီပေါ့ရိုက်ကြည့်ပြီးသွားဆိုချင်းမှာတကယ်ကိုဂျင်းနဲ့အားမှုအပြည့်ရှိရလို့ပဲပြောချင်ပါတယ်အာကျွန်တော်ကျွန်တော်ကိုယ်တိုင်ဖန်တီးထားတဲ့ဇလန်လေးမှာကိုယ်တိုင်ဖန်တီးထားတဲ့ဇက်ကောင်လေးတွေမှာတိုးဆောင်ပေးကြတဲ့အကိုတွေမှာရောလေတကယ်ကျေးဇူးများတင်ပါတယ်တကယ်ကိုဟိုစိတ်ချမ်းသာစရာကောင်းခဲ့ပါတယ်ဒီအနုပညာဖန်တီးမှုပါပေါ့နော်ရှူတင်အခြေအနေကတော့ခက်ခဲမှုတွေပြင်ပမှုတွေအလုံးလဲ ဟိုတည်ကြပါဗျအလိုခက်ခဲပြိမှန်းမှုတွေအများကြီးရှိခဲ့ပြီမဲ့ကျွန်တော်တို့တစ်ဖွဲ့သားလုံးအကောင်းဆုံးကြော်ဖြတ်ခဲ့နိုင်တယ်အကောင်းဆုံးစူးစမ်းခဲ့နိုင်တယ်ဆိုတာအာဒါတသက်ပဲပေါ့နော်ကျွန်တော်တို့ဒါကိုက်ကြည့်ပြီးသွားပြီပေါ့အဲ့တော့အခုကျွန်တော်တို့အကောင်းဆုံးဆက်ပြီးတော့ဒီကားကိုစူးစမ်းမယ်နောက်နှစ်ထဲမှာအာ ရိတ်သက်တွေကြည်ရဒါတမိုးရှိစေမယ်အရတာရှိစေမယ်ကာကောင်းတကားဖြစ်အောင်ဆက်ပြီးစူးစမ်းပါအောင်ပဲဒီပေါ့နော်ကျွန်တော်အပြီးခဲ့တဲ့ဒီပွဲတော့ကကျွန်တော်ပြပြခဲ့အရာတစ်ခုပေါ့နော်ဒီမျိုးဒီမတမီယာ project ကိုစပြီးစီစဉ်တဲ့ချိန်မှာဟိုကျွန်တော်ကျွန်တော်ရဲ့အနေထားနဲ့ဒီမင်းသားကြီးမင်းသမီးကြီးကိုရိုက်တဲ့ဟာမှာမတမီယာဖြစ်တယ်ကားနဲ့မင်းနဲ့လိုက်တယ်ဆိုတဲ့ဟာတစ်ခုအဲ့လိုအဲပြောဆိုရခံရရဲဆိုတဲ့ဟာတစ်ခုမှာအဲဒီစကားကြီးအကြောင်း လည်းမဟုတ်ပါဘူးကျွန်တော်ကိုယ်တိုင်ကဘယ် project ပဲခေရပြပြဝဝအမြဲစူးစမ်းတတဲ့သူဖြစ်တဲ့အကြောင်းမတန်မြာ project ကိုလည်းကျွန်တော်အကောင့်စူးစမ်းခဲ့ပါတယ်အဲ့တော့ဟိုဒီကျွန်တော်အတွက်မတန်မြာဖြစ်လားဟို try တန်တန်ဖြစ်လားဆိုတာတော့ကျွန်တော်ကိုယ်တိုင်သတ်မှတ်ထားတဲ့စာရင်းရှင်ပြစ်သက်ကသတ်မှတ်ပေးရပိုကောင်းပါလိမ့်မယ်အဲ့တော့ကျွန်တော်ယုံတင်တဲ့ခါကျရင်ဆက်ဆက်လာကြည့်ပြီးတော့ကျွန်တော်အဲမတန်မြာဖြစ်နေလား try တန်တန်ဖြစ်နေလားဆိုတာလေးဟိုအားလုံးသတ်မှတ်ပေးကြပါအောင်လို့ဟုတ် ဟုတ်ကဲ့ဟိုအဓိကဒီအတားစီးနေတဲ့ခါကျတော့လေဟိုဟိုကိုယ့်ရဲ့ဖီစီးမှုတွေကတော့အများရှိကြရပါတော့နော်သူတို့တွေဆိုတာကျွန်တော်ကလေးဘွားဒီဟိုပြေးလွှားဆော့ကစားနေတဲ့အချိန်မှာကလေးဟိုပါသူတို့ဒီဒီကင်မရာရှေ့မှာရောက်ခဲ့တဲ့တရုတ်ဆောင်ကြီးဖြစ်တယ်ပေါ့နော်အဲ့တော့ဟိုသူတို့ ကိုယ်တိုင်လည်းအများကြီးစကောက်မများစွာလည်းဖန်တီးဘူးတယ်တိုးဆောင်ဘူးတယ်ပြီးတော့အများကြီးလည်းဟိုကြော်ဖြတ်ခဲ့ကြပြီပေါ့နော်ပြီးတော့ကျွန်တော်ထက်ဟိုပညာရရော တိတ်ခါရရောအရန်ကြီးမားတဲ့ senior director ကြီးနေလည်းသူတို့စုံစည်းခဲ့ဘူးတယ်ပေါ့နော်အဲ့တော့သူတို့မှအတွေ့အကြုံတွေအများကြီးပဲပေါ့ကျွန်တော်ကိုယ်တိုင်ကဒီကားရဲ့တဲ့အချိန်မှာခံယူထားတာက အော်ငါငါဒါရိုက်တာငါတခုံးမဲနှထောင်ရမယ်ဆိုရယ်စိတ်မျိုးမရှိပဲနဲ့အော်ငါလည်းဘာရမလဲငါလည်းဘာပညာလေးပြင်ရမလဲဆိုပြီးတော့အဲ့လိုသူတို့စီကနေပြန် sharing လုပ်ချင်တဲ့စိတ်တွေကကျွန်တော်ထည့်ထားရယ်ပေါ့နော်အဲ့တော့ဒီရကူရေးမှာလည်းကျွန်တော်အများကြီးဟိုအဆင်ပြေအောင်စူးစမ်းနိုင်ခဲ့ပါတယ်အဲ့တော့ဟိုဟိုသူတို့စီကနေလည်းဟိုပညာရည်အများကြီးရတယ်။ဘာကြောင့်သူတို့တွေဒီလိုမျိုးနေရာတစ်ခုမှာထိတ်တန့် အောင်မြင်နေလဲဆိုတာကိုလည်းသိခွင့်ရခဲ့ပေါ့နော်အဲ့တော့ဟိုသူတို့ဒါပေမဲ့အရင်ထူကြတာသူတို့ကကျွန်တော်စီကို complaint တစ်ခုမှမရှိဘဲနဲ့သူတို့ကကျွန်တော်စီကနေပြန်ယူတာလို့ကြားပါတယ်အဲ့တော့ဟိုသူတို့စုံဘူးတဲ့သူတို့လုံးနေကြပုံစံမဟုတ်ဘဲနဲ့အဲ့လို item အစ်စ်မျိုးတွေ presentation အစ်စ်မျိုးတွေကိုသူတို့သူတို့ကိုယ်တိုင်ရင်ခုန်နေပေါ့နော်ကျွန်တော်ဘာခိုင်းနေကျွန်တော်ဘာလုံးမလို့ဆိုရင်ခုန်ပြီးတော့ဟိုဒါအပြန်အလှန်ယုံကြည်မှုတွေရောလေးစားမှုတွေရောထပ်တူထက်မြထားပြီးတော့ကျွန်တော်တို့တစ်ဖွဲ့သားလုံး အဲအပြည့်အဝကြိုးစားထားတဲ့စကားကောင်းတာဖြစ်ပါလိမ့်မယ်ဟုတ်ဟာဟုတ်ဒီကမှာဟိုအဓိကကတော့အဲဒီမုံမြင့်ဆန်ဆိုတဲ့ဇာတ်ကောင်ကိုမဖွေးတရဆောင်တဲ့ချိန်မှာမုံမြင့်ဆန်ဖြစ်ဖို့အတွက်ကဝတ်စုံတွေမိတ်ကပ်တွေရဲ့ item တွေရဲ့ပေါင်းစပ်မှုကအရေးကြီးရပါတော့ပြီးတော့သပင်ပေါ့သပင်ဆိုလဲကျွန်တော်လိုချင်တဲ့အတိုင်းအတူလေးကိုလုံးဝအဲညှက်ချပေးလိုက်တယ်ညှက်ပေးမဲ့လို့မယုံ မျော်လင့်ရဲဘူးပေါ့ဒါပေမဲ့အမအလုံးဝညှက်ပြီးတော့ကျွန်တော် surprise လုပ်ခဲ့တယ်ပြီးတော့ဒီဝှစုံလေးဆိုလည်းပြင်ဆင်မှုတွေအရင်ကြီးမားခဲ့တယ်အဲဒီအင်ကြီးအပိုင်းလေးဆိုလည်းတခန်းတခန်းကိုအမရဲ့ကုန်ကြစိတ်ထုတ်ထားမှုတွေအားစက်ထုတ်မှုတွေကအများကြီးပဲပေါ့နော်ပြီးတော့ဒီလက်ဝဲရနာအပိုင်းလေးဆိုလည်းဒီဟိုအောင်သမားကြီးကနေပြီးတော့နေတိုင်းကိုဘုံနေဘုံနေလာပြီးတော့ပံ့ပိုးကူညီပေးတယ်ပေါ့နော်ကျွန်တော်ဟိုရဲ့ပိုင်းက interview တစ်ခုမှာအမရဲ့ဝှစုံတစ်ခုကတင်းကားတထောင်လေးပါရှိမှဆိုတာတချို့တွေကကြတော့သဘောပေါက် လွဲဝါပြီးတော့ပြောကြရရှိတကယ်တမ်းကျဟိုကျွန်တော်ပြောတာဟိုပါဗောနော်ဒီလက်ဝတ်လက်စာအပိုင်းကြီးဗောနော်ဒီလက်ဝတ်လက်စာဆိုရန်နာအစ်စ်တွေပဲတုံးတာဗောမာရဲ့ဒီလို fancy အတူတူမျိုးပဲ ਨੇ ဒီကြောင်းရရန်နာဟိုကျွန်တော်တို့တောင်ဝင်ကြီးရဲ့ shooting မှာလေဟိုအဲ့လိုမျိုးတခြား view site ပြီးကြည့်ပေးပြီးတော့တခန်းတခန်းအောင်သူ share ဝေးရတာဆိုတော့လေအဲ့တော့ဒီအပိုင်းကြီးပါပေါင်းဆက်မယ်ဆိုရင်မုံမြင့်ဆန်ဖြစ်ဖို့ မုံမြင့်ဆန်ဆိုတဲ့ဇက်ကောင်ဖြစ်ဖို့ဇဝင်ငန်းတခန်းတခန်းကဒီဒီကဏ္ဍလောက်သွားကြတာပေါ့နော်အဲ့တော့ဒါတွေကလည်းကာထရက်တက်ချင်းကြောက်ရှင်ဘာကြောင့်လိုအပ်တာလဲဘာကြောင့်အဲ့လိုတွေဝစားဖို့လိုအပ်တဲ့မိမဖြစ်နေရလဲဆိုတာကိုအာဒီဇလန်းကိုခံစားကြည့်ရှင်ညာပြီးပါလိမ့်မယ်ဟုတ် ဟုတ်ကဲ့အခုလိုရောဆယ်မှာကျွန်တော်တို့ဒါခဏပေးနာပါအောင်ခုလိုရောဆယ်မှာကျွန်တော်မတမယာစကားကြီးကိုရကူပစ္စည်းအချိန်ဆိုတော့ခဏအနားယူနေပါတယ်အပြီးတော့ဒါပေမဲ့တေယုတ်ပြည်ခီးစဉ်အတွက်ပြင်ဆင်နေပါတယ်တေယုတ်ပြည်ကပြင်လာလို့ရှိရင်တော့ကျွန်တော်အထူးခြားလေးဆက်လုပ်ဖို့ရှိပါတယ်အဲ့အိမ်မှာမှအားလုံး မရိပ်သူးလားမရိပ်သူးလားမင်းနေတယ်ဒါဆင်မမေညူရဲ့ငါကျူးလို့မိတဲ့ကန်တဘာကမင်းမဲဆိုရဲဝတ္ထုကိုနမကြီးဝတ္ထုရုပ်ရှင်သကိုင်းနေတယ်လေပုံဖော်တော့မှာဖြစ်ပါတယ်ပြီးတော့နောက်နှစ်ထဲမှာတော့ပရိသတ်တွေအဲထူးခြားစီမဲ project တွေအများကြီးစီစဉ်နေပါတယ်အာမိတ်ဆက်လို့ရတဲ့အချိန်ကြရင်အော်ကျွန်တော် site ကြည့်ပြရမယ်ပေါ့နော်ကျွန်တော်အမြဲတမ်း surprise လုပ်ရတာစိုက်တယ်ဆိုတော့အာကျွန်တော်တကယ်ဟိုပရိသတ်တွေနောက်ထပ်ရိုက်စီခြင်းနဲ့ elite မင်းသမီးတွေ နဲ့ဆုံဟိုဆုံမှုတွေရှိပါတယ်ဟုတ်